ယောဘရိုတို့ဆင်မြင်ကြရလားဗျအားလုံးဆင်မြင်ကြမယ်လို့မျှော်လင့်ပါတယ်โอเคပြောချင်တာကတခါတလေနေကိုမောကြည့်မိတဲ့အခါတိုင်းသို့မဟုတ်ကိုယ့်ရဲ့မျက်နှာပေါ်ကနေတိုက်ခတ်သွားတဲ့လေပြင်းလေးချင်းလေးတွေကိုခံစားမိတိုင်းသို့မဟုတ်စီးစင်းနေတဲ့မြေကြီးကိုငေးကြည့်မိတဲ့အခါတိုင်းဒီနေဒီလေဒီရေတွေဟာငါဘုံကိုအားသင်းပေးနိုင်မလားငါအိမ်ကိုရောတက်စစ်မီတွေပေးနိုင်ပါမလားတကဘာလုံးကိုရောစိုင်းအင်းနဲ့ပေးနိုင်မလားဆိုပြီးတွေးမိကြဘူးလားဗျ စဉ်းစားကြည့်ပါဒါရီဟာတကယ်လည်းပဲကျွန်တော်တို့ကိုအဓိကစွန့်ရင်ပေးနေတဲ့အရာတွေပါပဲဗျကျွန်တော်တို့သုံးနေတဲ့လက်ကင်ဖုန်းတွေ power bank တွေ broadband devices တွေရေခဲတက်တာ wireless ဆက်ပြီးအခြားသောတန်းနဲ့ချီတဲ့လက်စစ်ပစ္စည်းတွေအားလုံးနောက်ပြီးတော့ကမ္ဘာမှာရှိတဲ့လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းအားလုံးကဒီစွန့်ရင်တွေကိုပဲမြှင့်ခုနေရတာပါဗျဟုတ်ကဲ့ဒီစွမ်းရင်တွေကတော့ solar energy လို့ခေါ်တဲ့ solar နီးပညာသုံးစွမ်းရင် နေစွမ်းရင်လို့လည်းမှတ်ထားလို့ရပါတယ်။ wind power energy လို့ခေါ်တဲ့ လေးစွမ်းအင်နည်းပညာတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ hydro power လို့ခေါ်တဲ့ရေအားကိုတုံးပြီးတော့လဲပတ်တဲ့စနစ်ဖြစ်ပါတယ်ဒီစွမ်းအင်သုံးခုလုံးဟာလက်ရှိအချိန်ထိတန်းစဉ်စွမ်းအင်ကဏ္ဍတွေမှာအကောင်းဆုံးနည်းပညာတွေပဲဖြစ်ပါတယ်နောက်ဆိုတော့ဒီစွမ်းအင်တွေဟာဘယ်လိုမျိုးအလုပ်လုပ်တယ်ပြီးတော့ဘယ်စွမ်းအင်ကအကောင်းဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်ဗျ Okay solar power အကြောင်းအရင်ပြောကြရအောင်မိတ်ဆွေတို့စဉ်းစားကြည့်ကြပါနေဆိုတာက နိုင်တိုင်းစက္ကန့်တိုင်းမှာလုံလောက်တဲ့အပူစွမ်းအင်နဲ့ကဘာမြေကိုနှစ်စဉ်စွမ်းအင် ထောက်ပံ့ပေးနေတာပါအဲ့တော့ဒီလိုအလကားရတဲ့နေစွမ်းအင်က ကျွန်တော်တို့အတွက်ဘလို့အသုံးဝင်လဲဆိုတာသိချင်နေကြမယ်ထင်ပါတယ်ဒါဆိုဆက်လိုက်ရအောင်ဗျာ How does the solar energy really work? ဒီချောမတော့ပြောင်းတဲ့အမေရအပြာကြီးတွေကို မြင်ဖို့ကြမှာပါ ကျွန်တော်တို့မြန်မာခေါ်တော့ဆိုလာပြပေါ့ဒီအပြားတွေကို photo voltaic cells လို့ခေါ်တဲ့နေအောင်ကြီးစွမ်းအင်သုံး cell တွေနဲ့ဖွဲ့စည်းတိဆောက်ထားကြတာပါအဲ့ဒီ cell တွေကိုနေအောင်ကြီးထိတာနဲ့ electron အထုံးတွေဖြစ်ပေါ်စေပြီးအဲ့ကနေတဆင့်ကလစ်စစ်စည်းကြောင်းတွေထွက်လာတဲ့အခါမှာကျွန်တော်တို့သုံးနေတဲ့စွမ်းအင်တွေရရှိလာစေပါတယ်ဗျဒီဆိုလာပြားတွေကိုနေစွမ်းအလိုလောက်ရတဲ့ဒေသတွေမှာအသုံးများပါတယ်။ဒါအပြင် ်တက်စင်အသုံးပြုရတာလည်းထင်းတလောက်မရှုပ်ပဲအင်ခေါင်းမိုးတွေတဲကန်တာရာတွေရေပိုမမျောပြီးတော့ထားတာဖြစ်ဖြစ်ဘယ်နေရာမှမဆိုတက်စင်ပြီးအသုံးပြုနိုင်ပါတယ်ဒါအပြင်ဝဲလူအားတွေမြင့်တက်နေတဲ့ဒီနှစ်ခေတ်မှာသူ့ရဲ့ဈေးနှုန်းကလည်းကိန်းတွေဆော့ပြီးပါဝါချသွားတဲ့မိတ်ဆွေရဲ့ဖုံးတဲ့ပို့ပြီးတော့ကြတာမြန်ပါတယ်ပြောချင်တာကတက်စင်အသုံးပြုရတာလဲလွယ်တယ်လို့ဈေးနှုန်းကလည်းချိုးတယ်ဆိုတာမျိုးပေါ့ What is the weakness? ဒါပေမဲ့ ။သူ့မှာလည်းအားနည်းကြတော့ရှိပါရဲ့။နေအောင်ကြီးမရှိရင်သူကအလုံးမလုပ်ပါဘူးဗျ။ဒါအပြင်တိမ်ထူနေတဲ့အခါနဲ့ညာဘက်တွေမှာဆိုရင်လည်းအလုံးလုပ်တာအရန်နေပါရဲ့။ဒါကြောင့်ဒီလိုဆိုလာပြားတွေကနေရလာတဲ့စွမ်းအင်တွေကိုတိုးလောင်ဖို့ဘက်ထရီတွေလိုအပ်လာပါရဲ့။ဒီနေရာမှာတော့ကုန်ကျစရိတ်များနိုင်ပြီးအနည်းငယ်ရှုပ်ထွေးတဲ့အခြေအနေတွေတော့ကြုံရနိုင်တာပေါ့။ဒါအပြင်ဒီဆိုလာပြားတွေထဲမှာတုံးတဲ့ဆီလီကွန်တွေကိုတန်းစင်တဲ့အခါမှာပူစွိုင်းရင်လက်စစ်စွိုင်းတွေအများကြီးတုံးဆွဲရပါတယ် ပိုးဆိုးတဲ့အချက်ကတော့ဒီ solar plate တွေမှာသုံးမဲ့ပစ္စည်းတွေကိုထားလုပ်တဲ့အခါ silicon တွေ glass တွေနဲ့တခြား twin tip ပစ္စည်းအတော်များများကိုအသုံးပြုရတဲ့အပြင် solar cells fabrication လို့ခေါ်တဲ့ solar cell တွေထောက်လုပ်တဲ့အခါမှာ toxic chemical တွေကိုအများကြီးအသုံးပြုရတာကြောင့်ဂေယာစနစ် ထိခိုက်ပျက်စီးတာ လေထုရေထုအစိမ့်တင်တာတွေအထိကြုံရနိုင်ပါတယ်။ဒါပေမဲ့တရင်ကောင်းကတော့ရှိပါတယ်။ဒီဆိုလာပြားတွေဟာသူတို့ကိုထုတ်လုပ်တဲ့အချိန်မှာမတန်တဆသုံးခဲ့တဲ့စွမ်းရင်ကျွေးတွေကိုတနစ်ကနေလင်းနေအတွင်းပြန်ပြီးစီအောင်ဆက်နိုင်တဲ့အပြင်အနာဂတ်အတွက်လုံလောက်တဲ့တန်းစင်စွမ်းရင်တွေကိုလည်းအများကြီးထုတ်လုပ်နိုင်နေဆိုတာပါပဲဗျ။ Okay လေးစွိုင်းဆိုတာပါလေဆက်လိုက်ရအောင်ဒီအရာမှတာပန်ကြီးတွေဟာတိတ်ပြန်ခက်လွန်အဆောက်အုံတွေနဲ့တော့ဆင်းသေးတယ်နော်ကျွန်တော်တို့လကားရပါတယ်ဆိုတဲ့လေကနေလက်စစ်စွိုင်းတွေကိုတိတ်ဆိတ်ထုတ်လုပ်နေတဲ့အရာမှတိုင်ကြီးတွေပေါ့ advantages of wind power and how it really works အခြေခံအဖြစ်လေကိုသုံးပြီးတာပန်တွေရဲ့ဒလပြားတွေကိုလေပတ်စီပါတယ် ဒီထလက်ပြားကြီးတွေကို router နဲ့ထပ်မံချိတ်ဆက်ထားပြီးဒီကနေတဆင့်အဲ generator တွေကိုဆက်လက်လည်ပတ်စေပါတယ်ဒီစနစ်ကိုသုံးပြီးကျွန်တော်တို့လိုအပ်နေတဲ့လက်စစ်စွမ်းရည်ကိုတာပိုင်ကြီးတွေကထုတ်လုပ်ပေးနေတာပါဗျစာတဘောနဲ့ပြောရမယ်ဆိုရင်တော့၎င်းရတဲ့လေးကိုအသုံးချရလို့ဆိုရပါမယ် လေဟာအလကားရပြီးပေါ်ပါတယ်။ဒါအပြင်ဒီလေတွေကိုသုံးပြီးလျှက်စစ်ထုတ်လုပ်တဲ့တာပိုင်စနစ်တွေကလည်းစနစ်လေပတ်နေတဲ့အခြေအနေမှာတော့တဘာဝပတ်ဝန်းကျင်ပေါ်ဖန်လောင်အိမ်တန်းွေထုတ်လုပ်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ဒါအပြင်ခေမီလေတာပိုင်တွေဟာအရွယ်အစားပိုကြီးလာပြီးဝိုင်းအန်နာဂျီကဏ္ဍမှာပိုပြီးစွမ်းဆောင်ရည်မြင့်လာကြပါတယ်။ဒါအပြင်ဒီတာပိုင်ကြီးတွေဟာ space အရန်မယူရတာဖြစ်လို့လေယာဆက်ပြွေးကဏ္ဍမှာမြေကိုခွဲဝေသုံးဆွဲနိုင်ပါသေးတယ်ဗျ။ What is the weakness of wind power? ဒါပေမဲ့လေ solar energy လို့ပါပဲသူလေသူ့အားနည်းချက်နဲ့သူတော့ရှိတယ်ဗျလေကအမြဲတမ်းလဲမတိုက်နိုင်တာမို့လေမတိုက်တဲ့အခါတွေဒါမှမဟုတ်လေငင်ရောင်ဝန်းတွေမှာဒီစနစ်ကအလုံးမလုံးနိုင်ပါဘူးဒါအပြင်ဒီတာပိုင်တွေဟာအရန်စုံရန်လုံးပြီးအရှုပ်လူတွေအတွက်အတော်အာရုံနောက်စရာကောင်းနေတတ်ပါတယ် တဘာဝပတ်ဝန်းကျင်နဲ့ဂေယာစနစ်ပေါ်လေအကျိုးသက်ရောက်မှုဖြစ်စေပြီးအထူးသဖြင့်ငှက်တွေလင်းနှုတ်တွေနဲ့သဟဆာတာသိမ်းမဖြစ်တာမျိုးတွေပေါ့ဒါကတော့နောက်ဆုံးတစ်ခုဖြစ်ပြီးကျွန်တော်တို့နဲ့အရင်နှီးဆုံးလို့လည်းပြောလို့ရပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်မျက်စုံစဲပေါင်းလုံးစဲရဲနယ်စဲဘလူးချောင်းစဲစသဖြင့်စဲအတော်တော်များများကိုမိတ်ဆွေတို့ကြားပူးကြမှာပါ ဒီ series ရဲ့အဓိကအခန်းကဏ္ဍကလည်းလက်ဆက်စွမ်းရင်ထောက်လုပ်တာပါပဲဗျဒီစနစ်ကစီးစင်းနေတဲ့ယူတွေကိုအသုံးပြုပြီးထောက်လုပ်တဲ့ရှေးအကျဆုံးနဲ့အကောင်းဆုံးပြက်လဲပြဖြိုးမြဲစွမ်းရင်အမျိုးအစားတွေထက်ကတခုဖြစ်ပါတယ် How the hydro power work and its advantages အခြေခံအားဖြင့်ဆယ်တခုကိုတိဆောက်ပြီးရေလောင်ကန်ကြီးတခုကိုကျွန်တော်တို့ဖန်တီးဖို့လိုပါတယ်။တအားလိုအပ်တဲ့အခါ pan stocks လို့ခေါ်တဲ့အေယာမပိုက်လိုင်းကြီးတွေကနေတစ်စင်းရေကိုထောက်လို့ရပါတယ်။ ်ရေအရှင်ကကြီးမားတဲ့တာပိုင်တွေကိုလဲပတ်စီပြီးအက်ကနေတဆင့်ပါဝါဂျန်နရေတာတွေကိုဆက်လက်လဲပတ်စီပါရယ်ဒါနဲ့ပဲလျှက်စစ်စွန့်ရလာတယ်ပေါ့ဒီစနစ်ကရေအားနဲ့အမြဲတမ်းလဲပတ်နေတဲ့စက်ကြီးတစ်ခုလိုပါပဲဗျအားသာချေအနေနဲ့ကတော့ဒီစနစ်ကအလွန်စိတ်ချယုံကြည်ရပြီးလိုအပ်ရင်လိုအပ်တယ်လို့ထောက်ယူသုံးစွဲလို့ရတဲ့အပြင်စွန့်ရင်ပမာဏလိုအပ်ချက်တွေကိုလည်းစဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ပါတယ်။ပြောရမယ်ဆိုရင် လေးတိုက်ဖြစ်စီမတိုက်ဖြစ်စီ နေသားတွေဖြစ်စေမိုးချုပ်တွေဖြစ်စေဘယ်အခြေအနေမျိုးမှမစိုးသူကလုံးလုံးနိုင်ပါတယ်ဒါဒီမကသေးပဲဆယ်ရီဟာရေကြီးရေရှမ်းမှုကိုထိန်းချုပ်ရမှာအသုံးဝင်တဲ့အဖြစ်ခြေအရေမြင့်စီမံခန့်ခွဲရမှာလည်းခရာကြပါတယ်သူရဲ့လုံးနိုင်စွမ်းတွေကတော့အတော်လေးများတယ်လို့ပြောရပါမယ်တိဆောက်တဲ့အချိန်မှာကုန်ကျစရိတ်ကြီးပြီမဲ့တခါတိဆောက်ပြီးတာနဲ့လက်ပမှုစရိတ်ကအတော်လေးကိုတတ်တာသွားပါရဲ့ဗျ What makes the hydro power weak? အနေချက်အနေနဲ့ကတော့ဒီဆယ်ရီလောင်တမန်တိဆောက်တာဟာကုန်ကြစေအင်ဒန်ကြီးမားတဲ့ project တစ်ခုဖြစ်ပါတယ်။ဒါအပြင်ဆယ်တိဆောက်တဲ့ debug ခွင့်မှာရှိတဲ့နေရာတော်တော်များများကိုရေလွှမ်းမှုတာဒေတာကန်ဗီဒီယိုတွေကိုအိုးအိမ်စွန့်ခွာစေတာခရီးစနစ်ကိုထိခိုက်စေတာအထူးသဖြင့်ဓာရီနဲ့ရှင်းနေတဲ့ဝါရီရဲ့ချက်စားမီဆုံးရှုံးရတဲ့အထိရိုက်ခတ်မှုကြီးမားပါတယ်။ ဒါတွေမဟုတ်သေးပဲဘိုးကောင်ရေရှာဒေသတွေမှာရှိတဲ့ပြည်သူတွေအတွက်ရှင်းအရေးမြင့်ပြဿနာကိုကြီးကြီးမားမားကြုံတွေ့ရစေနိုင်ပါတယ်โอเคကျွန်တော်တို့เนี่ยလုံးဝကင်းကွာလို့မဖြစ်တဲ့စွမ်းရည်နီးပညာ၃ခုအကြောင်းကိုတော့ပြောပြသွားပါပြီ။ဒါဆိုဘယ်နီးပညာကပိုကောင်းတယ်လို့ထင်လဲ။ဟုတ်ကဲ့ ဒီစွာရည်နေအကြောင်းပြောတဲ့အခါမှာနိုင်သာရှုံးတာဆိုတာမရှိဘူးလို့ပြောရင်စိတ်ဆိုးကြပါနဲ့ဗျဒီစွာရည်နေဟာတကိုယ်တဲ့တောက်ပနေရမျိုးမရှိပဲကိုယ်စီအားသာချက်အားနည်းချက်တွေရှိကြတဲ့အပြင်အမြဲတမ်းပူပေါင်းတောင်းထမ်းဆောင်ရလိမ့်ရှိပါတယ်စွာရည်အနာကဆိုတာရင်းမြစ်တစ်ခုတည်းကိုပဲအားကိုးနေရမဟုတ်ပါဘူးဗျတဟာဒီနိပညာတွေအားလုံးကို ပေါင်းစပ်အသုံးပြုတဲ့စမတ်ချပြီးကွဲပြားဆောင်လင်းတဲ့စွိုင်းကုန်ရက်တစ်ခုကိုတိစောက်ဖို့ဖြစ်ပါတယ်။နေဝင်သွားတဲ့အခါလေကတအားထောက်လုပ်ပေးနိုင်ပါတယ်။ ။ဒင်းရင်သွားတဲ့အခါ Real Basic ကစတင်လက်ပတ်ပေးနိုင်ပါတယ်။ဒါကိုပေါင်းဆက်စွန့်ရင်ကိုရဲ့ Hybrid Grid လို့ခေါ်ပါတယ်။ဒါအပြင် title power လို့ခေါ်တဲ့ DAR သုံးစွိုင်းအင် geothermal လို့ခေါ်တဲ့မြေအပူစွိုင်းအင်နဲ့ next generation nuclear လို့ခေါ်တဲ့မျိုးဆက်သစ် nuclear စွိုင်းအင်စတဲ့နောက်ထပ်ပေါက်ပေါက်လာမဲ့ဒီပညာအသစ်တွေကိုလည်းမေးထားဖို့မသင့်ပါဘူးဗျ။ ဆဆရရမြင်မြန်ဆန်းဆန်းတိုးတက်နေတဲ့ခေကြီးမှာစွန့်ရင်နဲ့ပဲဟာလဲအမြဲတမ်းတိုးတက်ပြောင်းလဲနေပါတယ်။ဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ဗီဒီယိုစီကနေအတိတ်ကခုရသွားတယ်ဆိုရင်ဒီလိုဗီဒီယိုကိုပို့ပြီးကြည့်နိုင်ဖို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဗျ။ဒါအပြင်ဗီဒီယိုတင်တိုင်းသိနိုင်ဖို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။